တောင်ကြီးကျေးရွာလေးရဲ့လှိုင်းကူအနီးမှာနေ့စဉ်ရွှေရောင်လင်းနှန်းတွေ ထွက်နေရဆိုတဲ့အကြောင်းကျေးရွာသားတွေတီးတိုးပြောနေကြတာလီလာကြားခဲ့တယ်။သူမရဲ့အသက်16နှစ်မှာဒီလိုထူးဆန်းတဲ့အရာတွေစတင်ဖြစ်လာခဲ့တာလူကြီးတွေကအဲ့ဒီလှိုင်းကူကိုမတော်နဲ့ကြင်စာတဲ့နဲ့လို့သတိပေးပေမဲ့လီလာရဲ့စူးစမ်းလိုစိတ်ကပိုပြင်းထန်နေတယ်။တညမှာသူ့အိမ်ကနေလျှို့ဝှက်ထွက်လာပြီးလှိုင်းကူထဲဝင်ဖို့ဆုံးဖြတ်လိုက်တယ်။ ခုထဲမှာသူမတွေ့ရှိခဲ့တာကရွှေစင်လက်စွပ်တကွင်းဒါပေမဲ့လက်စွပ်ကိုယူတော့အခါမြေကြီးတွေ တုံ့လောက်လာပြီးသူ့ရှေ့မှာရှေးဟောင်းဝတ်စုံနဲ့လူတယောက်ပေါ်လာတယ်။ငါနာမည်ကလည်းမင်းကငါ့ကိုလွမြောက်အောင်ကူညီနိုင်မလားလို့သူကအစိတ်ပါတဲ့အတန်နဲ့မေးလိုက်တယ်။ကာလကလွန်ခဲ့တဲ့နှစ်တထောင်ကမြောက်မြို့တော်ကမင်းသားဖြစ်ပြီးသူ့မျိုးနွယ်တွေကိုမော်ဆွမ်းသုံးပြီးကြောက်ဖြစ်ရုပ်ချင်းအဖြစ်ချုံနောင်ထားတယ်ဆိုတာလီလာတိလိုက်ရတယ်။ သူတို့ကိုလွတ်မြောက်ဖို့ဆိုအလင်းရဲ့တန်ချေလို့ခေါ်တဲ့ရှေးလက်ယုံတစ်ခုကိုရှာရမယ်ဒါပေမဲ့ဒီလက်နက်ကိုရှာဖို့လီလာနဲ့ကာလာဟာ ရွာရဲ့အနည်းရဲ့အရှိဆုံးနေရာအမှောင်တော်ကြီးခဲကိုဝင်ရမှာဖြစ်တယ် ခီးတလျှောက်မှာသူတို့ဟာမှော်စွမ်းရင်းသုံးပြီးစောင့်ကြက်နေတဲ့ကြောင်လုံးကြီးတွေမိတောင်ချောင်းတွေကိုကြော်ဖြဲရတယ်။တနေရာမှာလီလာကကြောင်နေရန်ပေါ်ကရှီဟောင်းစာလုံးတွေကိုဖက်လိုက်ရတယ်။အလင်းကိုရှာဖွေသူသည် အမှောင်ကို မုန်တီးခြင်းမဟုတ်ရင်းကို နားလေရမည်ဆိုတဲ့စာသားကိုမြင်တဲ့အခါသူမရဲ့စိတ်ထဲမှာအဖြေတစ်ခုဝင်လာတယ်။ နောက်ဆုံးမှာသူတို့ရှေးဘရင်တင်ချိုင်းကူရဲရောက်တဲ့အခါလက်နက်ကိုကင်ထားတဲ့ကြောက်ဖြစ်ရုပ်ကျွင်းစစ်တေတွေနဲ့ရင်ဆိုင်ရတဲ့လီလာက အလင်းရဲ့တန်ချေးဆိုတာလက်နက်မဟုတ်ပဲစိတ်တက်ရဲ့အလင်းဖြစ်တယ်ဆိုတာသဘောပေါက်လိုက်တဲ့သူမက ကာလတ်ကို သူ့ရဲ့အမှောင်အကြောင်းပြောပြဖို့အားပေးတယ်ကာလတ်ရဲ့ဝမ်းနည်းမှုကြောက်ရွံ့မှုတွေကိုနားထောင်ပေးတဲ့အခါသူ့ပေါ်ကျတဲ့ချိန်စာတွေတဖြည်းဖြည်းပြေလျော့လာတယ်အဆုံးမှာလှိုင်ကူကြီးတစ်ခုလုံးရွှေရောင်လင်းတွေနဲ့ပြေလာပြီး ကြောက်ဖြစ်ရုပ်ကျင်းတွေလူသားအဖြစ်ပြောင်းရောက်လာတဲ့ကာလန်းနဲ့သူ့မျိုးနွယ်တွေလွတ်မြောက်သွားချိန်မှာလီလာမျက်နာမှာပြုံးရိပ်တစ်ခုပေါ်လာတယ်ဒါပေမဲ့ကျေးရွာကိုပြန်ရောက်တဲ့အခါသူမရဲ့အိယာဘေးမှာ ကာလတ်ချန်ရိတ်ခဲ့တဲ့ရွှေလက်စွပ်လေးကိုတွေ့လိုက်ရတယ်။နိုင်ကူကြီးဟာအခုဆိုကျေးရွာသားတွေရဲ့ကျေးဇူးတင်စရာနေရာဖြစ်လာပြီးလီလာကလည်းသူမရဲ့အစွမ်းကိုကျေးရွာကလက်ခံလာကြတယ်။ဒါပေမဲ့ ကာလန်းနဲ့သူ့မျိုးနွယ်တွေပျောက်သွားလဲဆိုတာဘသူမှမသိကြဘူးတခါတလေလင်းချင်းတွေကြားမှာဂျေဇူးတင်ပါတယ်လီလာဆိုတဲ့အတန်လေးကို သူမကြားရစဲပါပဲ